လာသမျှဟာအကုန်လုံးကိုအာခတ်တက်တော် AA ကမြုပ်ဝေးနေရတဲ့အနေဒါလာခဲ့လာမြို့ကောင်ကြီးလာတိုက်တာမဟုတ်ဘူးလာပြီးအမြုပ်ခံတာအဲ့လိုကိုဖြစ်နေတာလာလာကျင်းကျင်းတူးထားလိုက်အသင့်သာအသင့်သာတူးထားလိုက်တူးပြီးတဲ့အဲ့မှာဆန်းသလောက်သာထည့်ပြီးမြုပ်ဝေးလိုက်လောက်သာကျွန်တော်တို့မှပတ်စံရှိရင်မင်းအောင်လည်းရေရင်တွေကိုပေါ့နော်ရင်းကောင်းနေရိုက်ချသလိုတစ်ဖက်ဖက်နဲ့တကောင်ချင်းစီလိုက်ချပစ်တယ် င်္ဂလာပါခင်ဗျာဒီကနေ့ကတော့စက်တင်ဘာ30ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ဒါအာရခတက်တော် A ရဲ့ဒါကြီးမားတဲ့အောင်မြင်မှုတွေအကြောင်းကိုကျွန်တော်ပြောကြမယ်အဲဒီရက်ထဲမှာလည်းဒါတည့်ရက်တိုင်းမှာအာရခတက်တော် A ကဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ AR ရဲ့ interview ကလည်းဒါဒီတော်လံပြည်သူတွေကြားမှာပေါ့နော်စိတ်ဝင်စားရှိတဲ့အပြင်တကယ်ကို2500ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းမြင်တွေ့ရလို့ဒီ interview တွေထဲမှာပေါ့နော်ဒါအာရခတက်တော် A ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီစစ်ကောင်စီဘက်ကအကောင်တွေကိုအပီးပြင်း စကလုံးအတုံးအုံးရွရွလေးတုံးပြီးတော့ဖဲ့သွားရရှိတယ်ပေါ့နော်အဲဒါအတန်မထွက်နိုင်ဘူးဆိုတဲ့ဟာလည်းမထွက်နိုင်တဲ့အနေထားဖြစ်နေလို့ပေါ့လို့ပြောတယ်အဲဒါမျိုးပုံစံမျိုးတွေပြောသွားတယ်ကျွန်တော်တို့ထုတ်ပြလိုက်ရင်သူတို့ပို့ပြီးအရှက်ကွဲမှာပေါ့ဆိုတဲ့စကလုံးတွေကတကယ်ကိုအားရစရာကောင်းလာတယ်ပေါ့နော်အဲအကြောင်းမလို့ဒါစစ်ကောင်စီကဒီအရခတ်တက်တော် AA ထိန်းချုပ်တိမ့်ပိုက်ထားတဲ့နေရာတွေအပြင်ဆက်လက်ပြီးတော့ထိုးစစ်ဆင်လာနိုင်တဲ့နေရာတွေမှာသူတို့တကယ်ပဲအတန်မထွက်နိုင်တော့လားအတန်ထွက်နိုင်ဖို့ရောသူတို့ဘာတွေလှုပ်ဆောင်နေသလဲဒီလိုလှုပ်ဆောင်ရင်းနဲ့ဘာတွေဖြစ်သွားသလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ပြောကြမယ်ပေါ့နော် အဲ့တော့ဒါမနေ့ကဒါနေ့ကံဗျူဟာဂုံးကာကင်းစကန်တွေကိုအားကတက်တော့အေကတင်ပိုက်လိုက်တယ်ပေါ့နော်နောက်ထပ်ကာကင်းစကန်နှစ်ခုလည်းပါတယ်အဲ့တော့အတန်ထွက်မထွက်တော့မသိဘူးတင်လိုက်တဲ့အတန်တွေကတော့ထွက်လာပြီပေါ့နော်အဲ့ဒါကဒါမကွေးတိုင်းဒါဂုတ်ကြီးရွာနာကပေါ့နော်ကာကင်းစကန်အဲ့ဒီကာကင်းစကန်ကနေ့ကံဗျူဟာဂုံးစကန်အတွက်အတိကအထောက်မှပေးနေတယ်အုတ်ချုပ်ထောက်ပတ်မှုအတိကပေးတယ်ကာကင်းစကန်ကုန်းတစ်ခုလည်းဖြစ်တယ်အင်အားတွေအဲ့နေရာကိုပို့မယ်လက်နက်ခဲယမ်းတွေပို့မယ်ဒီကနေမှတစ်ဆင့်နေ့ကံကိုထပ်ပြီးတော့ထောက်ဖို့လုပ်မယ်အဲနေ့ကံကိုထပ်ပြီးတော့ ဒါတို့အင်အားဖြည့်တင်းမယ်ဒါမျိုးပုံစံမျိုးတွေနဲ့ဒါခန်းစစ်စင်ကာနေရတဲ့အနေထားမှာအဲ့လိုနေရာမျိုးကိုအရင်သိမ့်ပိုက်ပလိုက်အဲ့ဒါအားရစရာကောင်းတယ်ဆိုတော့ရှေ့မှာရှိတဲ့နေရီကန် viewer ဂုံးကိုဒါထောက်ဖို့ပေးနိုင်တဲ့ဒါစကန်းကိုအရင်ဆုံးသိမ့်ပလိုက်တာဒီကောင်နေရှေ့ရကောင်နေဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းနေလဲဒါစိတ်ဝင်စားမိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါအုပ်ချုပ်ထောက်ပံ့မှုပေးတဲ့နေရာကိုအရင်ဆုံးဖြတ်တောက်ပစ်လိုက်တယ်လို့ဒါယူဆလို့ရတယ်နောက်တစ်ခုကဒါပကိုးပေါ့နော်ဘရောင်းဘတ်အဲ့ဘတ်ချမ်းမှာလည်းနောက်ထပ် ကာကင်းစကန်းနှစ်ခုကို နိုင်ပိုင်နိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ဒါဆင်လန်းဘက်ကကာကင်းစကန်နှစ်ခုပေါ့နော်အဲ့ဒီမှာကကာကင်းစကန်၃ခုရှိတာရှိတဲ့ထဲကနှစ်ခုကိုတင်ပြလိုက်တယ်ကျန်တဲ့တစ်ခုကဘာဆက်လုံးလဲဆိုတဲ့ဟာလည်းစိတ်ဝင်စားမိတယ်ပေါ့နော်အဲ့တော့အဲ့ဒီကိုတင်ပြီးသွားပြီဆိုတဲ့အခါမှာဒါကာပါစာ၆ဘက်ကိုဆက်ပြီးတော့ထိုးစစ်ဆင်လာနိုင်တဲ့အနေအထားကြီးလည်းတွေ့နေရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကာပါစာ၆နဲ့အဲအာခတ်တော်အေနဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်က6မိုင်9မိုင်ပတ်ချာလေလောက်ထိဒါနီးကပ်လာနေပြီဆိုတာလည်းသိရတယ်ချွတ်နေတွေမှာဆိုရင်ဒီအာခတ်တော်အေနဲ့ပူပေါင်းတပ်ဖွဲ့တွေကအဲ့ ဒီကပ္ပစာ6ကဒီဘန်ကာတွေပေါ့နော်အရေးကြီးနေရာတွေကိုကဲမှုနေရာတွေကိုလက်နက်ကြီးနဲ့အနီးကပ်ပစ်ခတ်တဲ့ပုံစံမျိုးတွေအထိလုံနိုင်ခဲ့တဲ့အခြေအနေအထိရှိလာပြီပေါ့ဗျာဒီလိုမျိုးအတ ିକ ကာကင်းစကန်းကုန်းတွေကိုတိမ့်ပိုက်ပြီးတဲ့အချိန်မှာအတ ିକ တက်စကန်းနေရာတွေကိုဥတီလာနေပြီဆိုတဲ့ဟာကိုလည်းအားရပွဲမြင်တွေ့နေရပြီပေါ့ဗျာကြာဆုံးအထူးကိအများကြီးနဲ့အတ ିକ ကာကင်းစကန်းတွေအတ ିକ နေရာတွေကိုလက်လွတ်ပေးလိုက်ရတဲ့စစ်ကောင်စီကသူတို့ရဲ့ထုံးစံအတိုင်းလေချောင်းကိုအ धिक အားပြုပြီးတော့အသုံးပြုလာရတွေ့ရတယ်။ဒါဝိုင်းတွဲနဲ့လေချောင်းဘုံကျဲတာတွေရှိတယ် ဘုံကျဲတာမှာပိုးစိုးပတ်ဆက်ကိုဘုံကျဲတာပေါ့နော်။ဒါဝိုင်တွဲနဲ့ဒါတရက်သေးကို၁၀ကျင်းထက်မနည်းဘုံကျဲတဲ့နေ့တွေလည်းရှိတယ်။အဲဆိုတာအဲ့လိုမျိုးလေရင်တွေတက်နေပြီးလေချောင်းတွေသွားနေပြီးလေရင်တွေစူးညံ့နေပြီးဆိုရင်သိကြတဲ့အဲ့ဒီဘက်သွားတဲ့ပတ်ချမ်းကမြေပြင်မှာရှိတဲ့သူတို့ရဲ့တက်တွေကမြေပြင်မှာတော်လေးထိနာနေပြီဆိုတဲ့ဟာကိုမှန်မကြည့်နဲ့လုံးဝတခါတည်းယုံကြည်လိုက်။အဲအကြောင်းလို့စစ်ကောင်စီကလေချောင်းကိုအသေးသန့်ဘုံကျဲတယ်။အထိနာလေလေချောင်းသုံးလေဆိုတဲ့ပုံစံမျိုးဖြစ်တယ်။ပြီးရင်ဒါလေချောင်းအမြောက်လက်နက်ကြီး ဒါတွေမှမပါရင်စစ်မတိုက်နိုင်တော့တဲ့စစ်တပ်ကအခုလက်ရှိမှာကြတော့အာခတ်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုပေါ့နော်ဒီဟာတွေပါတာတော့မှစစ်ရှုံးတဲ့နေသားဖြစ်နေတယ်။လေကြောင်းပါလဲရှုံးတယ်။လက်နက်ကြီးပါလဲရှုံးတယ်။အမြောက်ပြက်လဲရှုံးတယ်။သူ့ဘာသူဒါပါရာမိုတာမကလို့ဂျိုင်ရိုကော်ပတာပဲလာလာပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့တိုက်တိုက်သူတို့ရှုံးနေတဲ့နေသားတွေအများကြီးပဲတွေ့နေရတယ်ပေါ့နော်။အဲ့တော့လေကြောင်းသာမပါကြည့်ဒါပွဲကပြက်တာတော်တော်လေးဒါကြာလောက်ပြီပေါ့ဗျာ။အဲ့တော့လက်ရှိသိမ့်ပိုက်ထားတဲ့ကာကင်းစကန်တွေကနေပြီးတော့ အာလက်နှက်ချအညံ့ခံတဲ့ကောင်တွေလည်းဖမ်းမိထားတယ်ဆိုပြီးတော့လည်းသိရတယ်ပြီးတော့အလောင်းတွေလည်းအများကြီးရသလိုဒါလက်နှက်ခဲရံတွေလည်းအများကြီးသိမ်းဆီးရမိတယ်လို့သိရတယ်အဲ့တော့အခါတက်တော့ A ရဲ့ထုတ်ပြန်မှုကိုကျွန်တော်စောင့်ကြည့်အောင်ပါဗျာထုတ်ပြန်ပါစေလို့ပဲဆုတောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အာရဝန်တာနဲ့အောင်ဝဲခံကြလို့ပေါ့နော်အဲ့တော့အဲ့လိုမျိုးစစ်သားအလောင်းတွေသိမ်းဆီးရမိရတယ်လည်းရှိသလိုဒါလက်နှက်တွေလည်းရတယ်လက်နှက်ချအလင်းဝင်တွေလည်းရှိသလိုပေါ့နော်နောက်တစ်ခါ ထွက်ပြေးတဲ့သူတွေဂစင်ကလျားနဲ့ထွက်ပြေးတဲ့သူတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်။နဲ့ရေကန်ကနေပြီးတော့ထွက်ပြေးတဲ့ကောင်တွေဆိုရင်ဒါလေကြောင်းအကာအကွယ်ရေးတပ်ထဲကိုဝင်ပြေးတယ်ဆိုတဲ့အဖွဲ့တွေကအများကြီးပဲဆိုပြီးတော့လည်းသိရတယ်ပေါ့နော်။အဲ့တော့အထိနာလာတာနဲ့အများစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်တယ်။လုပ်တဲ့နေရာမှာတချို့နေရာတွေကိုပြန်ကြည့်မယ်ဆိုရင်သူကတိုက်ပွဲဖြစ်တဲ့နေရာမျိုးတွေမှာလည်းလေကြောင်းတိုက်ခိုက်မှုအသေးအံလုပ်သလိုတိုက်ပွဲမဖြစ်ဖဲနဲ့အာခတ်တတော်အေးအေးတိမ့်ပိုက်ထားပါတယ်ဆိုတော့မြို့နယ်တွေမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကိုဒါအခုတော့တွေ့နေရပြီပေါ့နော်။ဒါမှမဆိုင်တဲ့နေရာမျိုးတွေကစားတိုက်တိုက်တာတွေရှိလာတယ်။ မြောက်ဦးကနေစလိုက်တဲ့ဟာကအခုဆိုရင်အများကြီးပဲပေါ့နော်တခြားမြို့နယ်တွေမှာပါတိုက်နေတာတွေလေကြောင်းတိုက်နေတာတွေတွေ့လာရတယ်ပေါ့နော်။ဒါမနေ့ကဆိုရင်ဒါပလက်ဝါကိုစစ်ကောင်စီကဘုံကျဲတယ်။နေ့လယ်၁၂နာရီမှာပေါင်900နှလုံးကျဲချတယ်။အရသား2ဦးသေတယ်၁၉ဦးတန်ရာရတယ်။မြို့ပေါ်နေဝင်းကျင်နဲ့ဒါဆေးရုံကြီးကိုကျဲချခဲ့တာ။ဆေးရုံလိုနေရာမျိုးတွေကိုသူတို့အဓိကထားပြီးတော့ဘုံကျဲနေတယ်ဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့အများကြီးအတန်ထွက်ပေးကြဖို့လိုတယ်။ဆိုတာကအခုလိုမျိုးဒါဆေးရုံဆေးကန်းဆိုတာက သူတို့ဘက်ကတော့မပြောသေးတယ်ဒီနေရာတွေကအဲတော်လိုင်းတက်ဖွဲ့အနေနဲ့တိုက်ခိုက်ရမယ့်နေရာတွေမဟုတ်ဘူးပေါ့နော်အဲဆေးရုံလိုနေရာမျိုးတွေစာတင်ကျောင်းလိုနေရာမျိုးတွေပေါ့နော်အဲဥစ္စာတွေကအပေါ်ကနေကြည့်ရင်တော့မှဒါ e ပုံသဏ္ဍာန်ဆောက်ရတယ်ပေါ့နော်ဒါ education လို့ဒါပညာရေးနဲ့ပတ်သက်တဲ့အဆောက်အဦတွေဆိုတဲ့ပုံစံမျိုးနဲ့ဒါသူကပြထားအဲ့လိုပြထားမှလေကျောင်းကနေပြီးတော့ဒါပုံကျက်တိုက်ခိုက်တာမျိုးတွေကိုရှောင်ရှားစီခြင်းလို့ပြထားတာဆိုပြီးတော့သူကပြောအဲ့ဒါသူတို့ဘက်ကပြောတဲ့စကားဒါပေမဲ့အခုလက်ရှိမြေပြင်မှာတော့စစ်ကောင်စီကပဲအဲ့လိုနေရာမျိုးတွေကို ဘုံကျဲနေတာတွေပဲတွေ့ရတယ်ဗောနော်ပြီးရင်ဒါလေဘောကနေကြည့်လိုက်တာနဲ့မြင်တွေ့ရတဲ့အမှတ်သားတွေကိုကြည့်တာနဲ့ဒါကဒါသူတို့ခွဲခြားလို့ရတယ်ဖျားစီတီတွေဆိုလဲကျဲပစ်တာပဲဒါအင်းတော်မှာတွေ့ရတာဖုံးကြောင်းကြီးဆိုလဲပြင်းသွားတာဗောနော်အဲ့ဖုံးကြောင်းထဲမှာဆိုရင်ကျွန်တော်တို့တည်ရတော့တပ်ဖွဲ့တွေကိုမေးကြည့်တဲ့ခါကျတော့နန်စီဒီယန်နှစ်ယောက်ပါသွားတယ်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ဒီအယောက်တရာကျော်လောက်ရှိတဲ့အချိန်မှာဒီတပ်ဖွဲ့တွေကကယ်ထုတ်ဖို့အတွက်ကြိုးစားတယ်အဲကြိုးစားရင်းနဲ့ဒါတချို့ကျတော့ဒါ PDF တွေကိုကြောက်ပြီးတော့အိုက်ကုန်းကိုပြန်တက်ပြေးတဲ့အချိန်မှာစစ်ကောင်စီလေးချောင်းပုံကျဲလိုက်လို့ အဲ့လိုမျိုးပါသွားတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒါကတော့စိတ်မကောင်းစရာပေါ့နော်ဒါကကျွန်တော်ဆက်ဆက်မိလို့ပြောတာပါအဲ့တော့စစ်ကောင်စီကအခုလိုမျိုးသာသနာအဆောက်အအုံတွေဒါပြီးရင်ဒါပညာရေးကျန်းမာရေးဒီလိုမျိုးနေရာမျိုးတွေကိုပဲအဓိကထားပြီးတော့လေကြောင်းတိုက်ခိုက်နေတယ်ဆိုတဲ့ဟာတွေကလည်းရုံမှရက်ဆက်လွန်းနေပေါ့နော်နောက်တစ်ခုကဒါတန်တွဲတန်တွဲဆိုလည်းဒါသူတို့ကျေးတယ်အဓိကတောင်ကုတ်တန်တွဲအန်းကွအဲ့နေရာတွေကသူတို့ကအဲရွေးကောက်ပွဲပြန်ပြီးတော့လုံမယ်ဆိုတဲ့ပုံစံမျိုးနဲ့ခြံလက်ထားတဲ့နေရာဒီနေရာတွေကိုသူတို့အရပြန်ယူမယ်ဆိုပြီးတော့ရည်ရွယ်ထားတဲ့နေရာတွေ အဲ့လိုနေရာမျိုးတွေကိုလည်းအခုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီဒါတန်ရွဲကိုဆိုလဲဒါမနေ့ကဒါ9နိုင်10နိုင်လောက်မှာပေါ့နော်ဘုံကျဲတာရှိတယ်အဲကျဲတာဒါတန်ရွဲမှာဆိုနှစ်ခါပေါ့နော်28ရက်နေ့ကတစ်ကြိမ်29ရက်နေ့ကတစ်ကြိမ်အဲ28ရက်နေ့ကျဲတော့ကဆိုရင်ဒါအရသားတဦးတည်တယ်6ဦးတန်ရာရတယ်29ရက်နေ့ကျဲတော့ကလည်းဒါအရသားတဦးတန်ရာရတာရှိတယ်အဲ့တော့ ဒီလိုမျိုးလေချောင်းကနေကျဲနေုံနဲ့ဒါပြီးပြီလားဆိုတော့မဟုတ်ဘူးသူကရေချောင်းကနေပါလက်နဲ့ကြီးနဲ့ပါပြစ်တာမျိုးတွေလည်းတောက်လျှောက်ရှိနေတယ်ဆိုပြီးတော့သိရတယ်တန်တန်တွဲရဲ့ဒါပင်လယ်ပြင်ကနေပြီးတော့ဒါတင်းမောတွေပေါ့နော်လှူရှားသွားလာနေတဲ့စစ်ကောင်စီရဲ့ရေတက်တင်းမောတွေကနေလက်နဲ့ကြီးနဲ့ရန်တမ်းပစ်ခတ်တာမျိုးတွေကြောင့်မလို့ထိခိုက်ပျက်စီးတာတွေလည်းရှိတယ်ဆိုပြီးတော့သိရဒါဟာတော်တော်လေးရုံမှာရက်ဆက်တဲ့လောက်ရက်တွေကိုလှုပ်နေတာပေါ့ဗျာဘာမှသူတို့လူတွေလည်းမရှိဘူးတိုက်ပွဲလည်းမဖြစ်ဘူးဒါပေမဲ့ဒီနေရာတွေကပြည်သူတွေကိုသူတို့ကရန်သူလို့သဘောထားနေတာပေါ့နော်အခုဒါမနေ့ကဆိုလဲ စတုံးပါဗောနော်ဒါဗိုလ်ချုပ်ကြီးကွမ်မော်တော်မှာတင်ထားသေးတယ်ဒါပုံနေနဲ့ဗောနော်တင်ထားတယ်မင်းတို့တွေလူမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဗောနော်စာလေးရှင်းပြီးတော့တင်ထားတာတွေ့ရတယ်ဘာမှမဆိုင်ဘူးဒါပြည်သူတွေဒီလိုမျိုးပြည်သူတွေပဲရှိတဲ့နေရာမျိုးတွေကိုရဲရဲဆက်ဆက်ပုံကျဲတာဗောနော်အဲပုံကျဲတဲ့နေရာမှာလဲသူကနှစ်နေရာကိုကျဲတယ်နှစ်နေရာကိုမှဒါသူကနှလုံးနှလုံးနဲ့လေးချိန်ကျဲခဲ့တာအဲ့လိုကြောင့်မလို့ဒါထိကြိုက်သွားတဲ့သူတွေအပိုင်ပိုင်ဆက်ဆက်ဖြစ်သွားတဲ့ကလေးငယ်တွေဒါခေါင်းလေးပါပြွင့်သွားထိကြိုက်သွားတဲ့ဟာအများကြီးရှိရပါတော့အဲ့တော့ ဒီနေရာတွေကဒါပြည်သူတွေနေတဲ့နေရာတွေဖြစ်တယ်ဒါပေမဲ့လည်းဒါစစ်ကောင်စီကပြည်သူကိုလှည့်ပတ်ပြီးတော့ရန်ရှာတယ်ဆိုလိုတာကပြည်သူရဲ့အမုန်းတရားတွေတော်လိုင်းတပ်ဖွဲ့တွေစီကိုတပ်ဖက်လက်နဲ့ရောက်သွားအောင်ရည်ရွယ်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးနေရာတွေမှာဒါတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတယ်အုပ်ချုပ်ထားတယ်ဆိုရင်မင်းတို့တွေကောင်းကောင်းနေရမယ်မထင်နဲ့ဆိုတဲ့ပုံစံမျိုးငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာနေနေဆိုရင်တော့မင်းတို့ကိုဘာမှမလုပ်ဘူးအဲဥမာနေပြီးတော့လိုမျိုးပေါ့ဗျာအဲအဲ့လိုနေရာမျိုးတွေဆိုရင်တော့ဘုံကျဲကိုကျဲကြည့်လေ အဲ့လိုပုံစံမျိုးပေါ့ဒါပေမဲ့အဲ့လိုမျိုးနေရာမျိုးတွေလည်းပလိုင်းတပ်ဖွဲ့တွေကတော့ရရင်ရသလိုတင်ပိုင်မှာအဲ့ပြောချင်တာကဒါပြည်သူတွေရှိတဲ့နေရာတွေကိုအခုလိုကျဲချင်းရဲ့ရွေချက်ကပြည်သူတွေအနေနဲ့ပေါ့နော်အာငါတို့က KIA ရဲ့အုပ်ချုပ်မှုအောက်မှာနေနေရင်အာ AA ရဲ့အုပ်ချုပ်မှုအောက်မှာ AA တင်ပိုက်ထားတဲ့နေမြေတွေမှာနေနေရင်ငါတို့မှမလုံခြုံတော့ဘူးအဲ့အဲ့ဒါနဲ့ပဲဒါဟာစစ်ပွဲတွေကိုမဖမ်းတင်းကြပါနဲ့တော့ရကြပါတော့အာတည်နေတာကပြည်သူတွေပဲတည်နေတာအဲအဲ့လိုပုံစံမျိုးတွေဖြစ်လာအဓိကတွေးရမှာကဒီတော်လိုင်းတက်ဖွဲ့တွေကပြည်သူတွေကိုတတ်သလား မတက်ဘူးစစ်ကောင်စီကပြည်သူကိုတက်သလားပြည်သူကိုကြည့်ပဲရွေးတန်နေတာခုဟာအဲ့ကြဘယ်သူကတက်တယ်လဲဆိုတဲ့ဟာကိုအရင်ဆုံးတွေးဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးတက်ဖြတ်မှုတွေမရှိဖို့အတွက်ကိုတော်လိုင်းတက်ဖွဲ့တွေကလှုပ်ဆောင်နေရတယ်ဆိုတဲ့အပိုင်းကိုတွားစီခြင်းလားအဲ့တော့အဲ့လိုမျိုးအမုံတရားတွေပြန်ပွားအောင်တစ်ဖက်လက်နဲ့ရန်တိုက်နေတဲ့ပုံစံမျိုးနဲ့ပြည်သူကိုရဲရဲဆက်ဆက်ဘုံကျဲနေတဲ့စစ်ကောင်စီပေါ့ဗျာအဲ့ဒါကတော့တော်တော်လေးယွန်းစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကဒါစစ်တွေမှာလည်းဒါလက်နက်ကြီးပစ်ခတ်လို့ပေါ့နော်ရသေးတောင်မျိုးနယ်တွေက စစ်ပေးဆောင်ပြည်သူတို့ဦးသေးတယ်နှစ်ဦးတန်ရရတယ်ပောက်တော့ပုံနာကျွန်းအဲ့ဘက်ချမ်းတွေကိုလည်းဒါမျိုးဘော်ကနေပြီးတော့လက်နေကြီးတွေပြစ်တာတွေရှိတယ်ပေါ့နော်အဲ့တော့ဈေးကောင်စီကမြေပြင်မှာအထိနာလာပြီဆိုတာနဲ့ရသားပြည်သူတွေကိုလှက်ပက်ပြီးရန်ရှာနေတာဖြစ်တဲ့အတွက်ဒါကိုတော်လိုင်းကိုဥဆောင်နေတဲ့သူတွေကလည်းသိတဲ့အခါဒါအဖွဲ့ကြီးတီတီကဒီဟာနဲ့ပတ်သက်လို့ထုတ်ပြန်တာတွေရှိလာတယ်အခုဆိုလဲအာခတ်တော်အေကဒါအရေးပေါ်ကြေညာချက်ထုတ်ပြန်တယ် အဲစစ်ကောင်စီကပြည်ပြည်မှာသူတို့ရဲ့တပ်စခန်းတွေဆုံးရှုံးတာတွေသူတို့ရဲ့လူတွေအထိနာတာတွေစစ်ကြောင်းတွေပြုတ်ပြတ်သွားတာတွေအဲ့ဒါမျိုးတွေအထိဖြစ်အောင်တလင်းတပ်ဖွဲ့တွေကလှုပ်ဆောင်နေတဲ့ခါကျတော့ပြည်သူတွေကိုပုံကျဲတိုက်ခိုက်လာနိုင်မယ်ဆိုပြီးပြောရရှိတယ်အခုဒါမဖြစ်တဲ့နေရာမျိုးတွေတောင်မှလိုက်ကျဲနေပြီဆိုတော့ဒါပြည်သူတွေကိုသတိထားဖို့အခတ်တော်အေကဒါထုတ်ပြန်တာတွေတွေ့ရနိုင်မယ်ပေါ့နော်နောက်တစ်ချက်ကတော့ဒါစစ်ကောင်စီကသူတိမ့်ပိုက်မယ်လို့ပြန်ပြီးရည်ရွယ်ထားတဲ့ဒါအခတ်တော်ထိန်းချုပ်ထားတဲ့နေမြေ၄ခုရှိတယ်ပေါ့နော်မြို့နယ်၄ခုရှိတယ်အဲ့ဒါတောင်ကုန်းအန်းခွတန်တွဲ ဒီနေရာမျိုးတွေကိုလည်းသူကပြန်ရဖို့အတွက်လုပ်နေတာလည်းမြင်လာရပြီအဲ့ဒါဘာလဲဆိုတော့ဆင့်အရာတွေတိုးချဲ့တယ်အဲပြီးရင်စစ်ကြောင်းထိုးနိုင်ဖို့အတွက်သူရည်ရွယ်လာတွေကိုလည်းတွေ့နေရပြီပေါ့နော်အဓိကဒီနေရာတွေမှာသူတို့ယူကောက်ပဲလုပ်မယ်အဲအဲ့တော့အခုဆိုရင်တောင်ကုန်းနဲ့အမ်းမြို့နယ်တဲကိုဝင်နိုင်ဖို့အတွက်ကိုတောင်ကုန်းပဒေါင်းလမ်းရဲ့ပြီးရင်အမ်ဘဒန်လမ်းပိုင်းတွေမှာအင်အားထောင်နဲ့ချီပြီးတော့ဖြစ်နေတာတွေရှိလာပြီအဲ့ထက်မှသိကြတဲ့ပါလာလိမ့်မယ်ပါစတွေအများကြီးပေါ့နော် တော့အဲ့လိုပါစတွေပါလာခဲ့ပြီဆိုရင်လည်းအခွင့်အရေးရတာနဲ့ပြေးကြပါဘလင်းတက်ဖွဲ့တွေဘက်ကိုပူပေါင်းပါလက်နက်ချပါအလင်းဝင်ပါပေါ့နော်ဒီလိုအင်အားတွေဖြစ်တင်းလာတဲ့အပြင်ဒါလေကြောင်းလက်နက်ကြီးအမြောက်ဒါမျိုးပုံစံမျိုးတွေနဲ့ပြစ်ကူပေးပြီးတော့ထိုးစစ်အရှိန်တွေမြင့်လာပေမဲ့အာခတ်တက်တော် AE နဲ့ဒေါ်လင်းပူပေါင်းတက်ဖွဲ့တွေရဲ့ဒါတုံ့ပြန်မှုပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်မလို့ဒီစစ်ကောင်စီစစ်ကြောင်းတွေကရှေ့ကိုဆက်ပြီးတော့မတိုးနိုင်တဲ့အနေအထားတွေတွေ့နေရတယ်သူတို့အနေနဲ့ဘယ်ညမှကိုမလွယ်ကူတဲ့ပုံစံမျိုးဖြစ်နေတာသုံးတာကတော့အတကုံသုံးတာ ီအင်အားဆိုလဲအတောက်ကုန်တုံးတာဟာတခါမှမကြဘူးတဲ့အင်အားမျိုးတွေနဲ့သူတို့တုံးတာပြစ်ခတ်နေတဲ့ဒါလက်နဲ့ကြီးလက်နဲ့ငယ်ဆိုတာလဲမနှဲကိုမနှဲဘူးမြောက်တေးအတွဲလိုက်ဒုံးနေလေချောင်းအာပါရမုတာအစုံအစုံကိုတုံးတာအဲ့လိုတုံးပြီးတော့သူတို့ထိုးစစ်တွေကိုအချိန်မြင့်နေတယ်ဆိုပေမဲ့ဒီလိုမျိုးကောင်းကောင်းကြီးပြန်ပြီးတော့တုံ့ပြန်နိုင်နေတဲ့ဟာကအာခတ်တက်တော်အေအေနဲ့ဒါပူပေါင်းတက်ဖွဲ့တွေကိုတကယ်ကိုချီးကျူးအောင်တကယ်လေးစားဖို့ကောင်းတယ်ဒီစစ်ကောင်စီဘက်ကဒါတုံးပြူနေတဲ့ဟာကသူ့မှာရှင်းသမျှဟာအကုန်ကိုတုံးပြူနေလား အဲ့ဒါမျိုးကိုကြမ်းကြမ်းခံပြီးတော့စစ်ကောင်စီရဲ့ထိုးစစ်တွေကိုရပ်တန့်အောင်လှုပ်ထားနိုင်တဲ့ဟာကတကယ်တကယ်ချီးကျူးရတယ်ဗောနော်ပြီးတော့ဒါအာခတ်တော့အေးနဲ့ပူပေါင်းပြီးတော့တိုက်တဲ့တပ်ဖွဲ့တွေဆိုရင်အခုဆိုဒါတွေ့ကြုံတွေပို့ပြီးတော့များလာတယ်အခြေသွေးတွေပို့ပြီးပြည့်လာတယ်အာစစ်နီးပြူရတွေပို့ပြီးတော့ကောင်းလာတယ်အတိုက်ပွဲတစ်ပွဲကိုဘလို့နိုင်အောင်တိုက်ဘယ်ချိန်မှာတိုက်ရမလဲဘယ်ချိန်မှာဆုတ်ရမလဲဘယ်ချိန်မှာကာရမလဲဆိုတဲ့ဟာတွေကိုသူတို့ကောင်းကောင်းသိတယ်ဗျအဲ့တော့အဲ့ဘက်ကကြားရတဲ့သတင်းတွေကိုနားထောင်ကြည့်လိုက်အားမရစရာတစ်ချက်မှမရှိဘူးတကယ် လုံးဝပလို့ပြန်ပါသွားပြီဘာဖြစ်သွားပြီညာဖြစ်သွားပြီဆိုတဲ့ဟာကိုမကြားရအောင်စစ်ကောင်စီကနေရာအဆုံမှာနိုင်ငံအနှံ့ကသူဆုံးရှုံးထားတဲ့နေရာအဆုံမှာသူပြန်ရဖို့အတွက်ညီမျိုးစုံသုံးနေတာရှိတယ်တချို့နေရာတွေသူပြန်ရနေတာတွေရှိတယ်ဒါပေမဲ့အခက်တက်တော့အေးနဲ့ဆက်ဆက်တဲ့နေရာမျိုးတွေမှာဘယ်တော့မှပြန်ပြရတဲ့ပုံစံမျိုးမရတဲ့အပြင်ပါနေတာအခုကိုပဲဒါကာကင်းစကန်းကုန်းတွေအဓိကနေရာတွေပါသွားပြီပေါ့နော်အဲ့တော့ကျတော့အခက်တက်တော့အေးနဲ့ပူပေါင်းနေတဲ့တပ်ဖွဲ့တွေဆိုရင်ကြည့်မယ်ဆိုရင်ဒီတိုက်ပွဲတွေမှာဒါ ချင်းကာကွယ်တပ်ဖွဲ့ရှိတဲ့အရှိုးချင်းကာကွယ်တပ်တွေဒါမကွေးတိုင်းအခြေစိုက်က PDF တရင်နေပါတယ်။ကျောင်းသားလက်ရုံးတက်တော် SAF ပါတယ်။ပြည်သူ့လွတ်လပ်ရေးတပ်မတော်ဒါ PLA ပါတယ်။လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးပါဘူး။ညာကြီးပဲ။အဲအခြားဘကိုးတို့ဒါ ARD ဘုတ်ပတ်ချမ်းနေမှာလဲ။ဒါမျိုးပုံစံမျိုးတွေအများကြီးရှိလိမ့်မယ်။အာပြောချင်တာအဲ့လိုမဟာမိတ်ကိုတေချာစုဖွဲ့ပြီးတော့စုပေါင်းညီညွတ်စွာနဲ့အင်အားတစ်ခုတည်ဆောက်ပြီးတော့အခုလိုမျိုးတုံ့ပြန်တိုက်ခိုက်နိုင်နေတာကကျွန်တော်တို့အလိုချင်ဆုံးကျွန်တော်တို့အမျှော်လင့်ဆုံးအချက်တစ်ခုဖြစ်တယ်။ အဲ့ဒါကြီးကိုအခုချိန်မှာလက်စုပ်လက်ကင်ပြပြီးတော့လုတ်ပြနေတဲ့ဟာတွေကတကယ်လေးစားစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါလက်ရှိမှာဒါနေရကန်လေချောင်းရကာကွယ်ရေးတပ်နဲ့ဒါ၃မိုင်လောက်သာဝေးတော့တဲ့နေရာကိုအေးအေးနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေရထိုးစစ်ကရောက်လာပြီအဲခုံကြီးကာကွယ်စခန်းမှာဆိုရင်ပေါ့နော်ဒါအခုရသွားတဲ့ခုံကြီးကာကွယ်စခန်းဆိုရင်သူကအင်အားယာနဲ့ချီပြီးရှိတယ်အဲ့လိုမျိုးယာနဲ့ချီပြီးဖြစ်တင်းထားတဲ့အင်အားတွေကိုတလင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်တဲ့အခါကျတော့ဂဇင်းကလျားနဲ့ထွက်ပြေးတဲ့ကောင်တွေအများကြီးပဲပေါ့နော် ထိုးစစ်တင်တိမ့်ပိုက်တဲ့အခါမှာဒါလေကြောင်းအကက်ကော်ကြီးတက်စီကိုထွက်ပြေးသွားကြရည်လည်းအများကြီးရှိတယ်။ဒါနေအကန်ပြွာကုန်းကနေပြီးတော့လည်းဒါစစ်မှုထမ်းပါစားတယ်။ပါစားတယ်လေသူတို့ကစစ်တိုက်ခြင်းလုံးမှဒီတဲဝင်တာမှမဟုတ်တာအတင်းဆွဲခေါ်ပြီးတော့စစ်တိုက်ခိုင်းနေတာလေ။အဲ့တော့သူတို့တိမ်မှာကြောက်တဲ့ခါကျတော့ဒါကစင်းကလေးကနေထွက်ပြေးနေတာလေအများကြီးရှိတယ်ဗောနော်။အဲ့တော့ဒီပြွာကုန်းတို့လေကြောင်းအတက်တို့ကြာသွားပြီဆိုတဲ့ခါကျရင်10မိုင်လောက်ပဲกว่าတဲ့ဒါမကွေးတိုင်းငဖဲမြို့နယ်တဲ့ကရမ်းချက်ဆက်ယုံဖြစ်တဲ့ကားဘာစ14ကလည်းထပ်ပြီးတော့ချင်းချောက်ခံရတော့မယ်အနေထားမြင်လာပြီ။ အဲ့ဒါအရန်အရသာရှိတယ်ဗောနော်သူတို့ဒါကပ္ပစာ14ဆိုရင်အသေးအံနေသားဖြစ်သွားတော့မယ်ဒါအပြင်ဒါအထက်မင်းလာမှာရှိတဲ့ဒီကပ္ပစာ1နဲ့ကပ္ပစာ10အဲ့နေရာတွေကလည်းဇက်တိုက်ဇက်တိုက်ဆိုလို့ချင်းချောက်ခံရတဲ့အနေသားဖြစ်တော့မယ်ဒါတွေကတကယ်အရေးကြီးတဲ့နေရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အားရတယ်စစ်ကောင်စီကအခုချိန်မှာဒီကပ္ပစာဆိုတဲ့ဟာကသူ့အတွက်တကယ်ကိုအသက်သွေးကြောသူအခုဆိုရင်လက်နဲ့ကြည့်လိုင်းလိုင်းသုံးတာတော့တကယ်ပြစ်တာတကယ်လှုပ်တာလေချောင်းနဲ့ပတ်သက်ရင်လည်းတကယ်ကျဲတာတကယ်ကိုလိုင်းလိုင်းကျဲတာတကယ်သုံးတာ ဒါပေမဲ့အဲ့လိုမျိုးတွေသုံးနိုင်မှုအတွက်ကဒီ KN နေရှိမှသူ့အတွက်ဆင်ပြေမှာအဲ့တော့အဲ့ KN နေထုတ်လုပ်ပေးနေတဲ့အခုလိုမျိုးဒါကပ္ပစာ14ကပ္ပစာ2ကပ္ပစာ30ဒီလိုနေရာမျိုးတွေကိုထပ်ပြီးတော့ဒါတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တယ်ဆိုရင်စစ်ကောင်စီလုံးဝမြက်ကလေးဆံပြားဖြစ်ပြီမင်းအောင်လည်းခေါင်းကျင်းပြီတကယ်အဲ့တော့ကျွန်တော်ဒီကပ္ပစာတွေကနေကြည်တွေအမြောက်တွေဘုံသီးတွေထုတ်လုပ်တဲ့နေရာဖြစ်လို့မြောက်လိုင်းအတွက်တကယ်အခက်အခဲတွေ့တဲ့အနေအထားတရက်ကိုရင်ဆိုင်နေရပြီလို့လည်းပြောရမယ်ပြီးတော့ဒါရထားတဲ့ကာကင်းစကန်တွေကလည်းအရေးပါတဲ့ကာကင်းစကန်တွေဖြစ်တဲ့အတွက်ပေါ့နော် ရှေ့ဆက်ပြီးတော့ဒါမင်းအောင်လည်းဘလို့လုတ်အောင်မလဲဆိုတဲ့ဟာကိုစိတ်ဝင်စားကြည့်အောင်မယ်ပေါ့နော်ဒါပေမဲ့ထုံးစံတိုင်းမှာပဲဒါအာခတ်တော့ A နဲ့ပူပေါင်းတက်ဖွဲ့တွေကတေချာပေါက်ပေပေနေနေနှွှအောင်မှာလို့ပဲဒါကျွန်တော်ယုံကြည်တယ်ပေါ့နော်လက်ရှိမှာဒါကာကေးစကန်နေအဓိကနေရာတွေပေးရပြီးတဲ့နောက်ဒါနေကန်စကန်ရှိတဲ့နေရာကိုချီလင်းစစ်ကြောင်းနေပြီးတော့ဒါစင်အားဆိုရင်ဒါကားအစီးရေ20လောက်နဲ့တက်လာတဲ့စင်အားတွေအပြစ်စင်အားအပြစ်တင်ပြီးတော့တယ်လာတဲ့ဒါကားအစီးရေ20ကလည်းခြစ်တက်လာနေလဲဆိုပြီးတော့သိရတယ် အဲ့တော့ခြေလင်းစစ်ကြောင်းနေဆိုရင်ဒါသူကကားပစား14ဘက်ကနေပြီးတော့လမ်းရယ်ဘယ်ညာစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့တက်လာတာရှိတယ်။အဲစစ်ကားအစီး20တဲမှာဆိုရင်လည်းလူလက်နက်ခဲရအပြစ်ပါအပြစ်အစီး20ဆိုတော့တွတ်ကြည့်ပါဗျာအင်အားထောင်နဲ့ချီတက်လာတဲ့အနေအထား။ဒေဂျာရာကတော့သူတို့ဒီအင်အားတွေထပ်တိုးပြီးတော့အခုသူတို့ရဲ့ဆုံးရှုံးလိုက်ရတဲ့အဓိကနေရာတွေအဓိကကာကင်းစခန်းတွေကိုပြန်ယူဖို့အတွက်ချီတက်လာနေတယ်ဆိုတဲ့ဟာကတော့ဒါပြောစရာမလိုဘူးပေါ့နော်။ဒါပေမဲ့ဘယ်လိုမျိုးတွေအတုံးလုံးတည်ကြအောင်မလဲဘယ်လိုမျိုးတွေထွက်ပြေးကြအောင်မလဲ ဘာတွေတိမ့်ပိုက်လိုက်အောင်မလဲဆိုတဲ့ဟာကိုလည်းဒါကျွန်တော်ဆက်ပြီးတော့ကြည့်ရမယ်ပေါ့နော်တိမ့်ပိုက်လိုက်တယ်ဆိုတော့အာရခတက်တော် A ကတိမ့်ပါဒါလည်းဒါဆက်ကြည့်ရမယ်ပေါ့အဲ့တော့အာရခတက်တော် A နဲ့ဒါပူပေါင်းတက်ဖွဲ့တွေရဲ့ဒါအစွမ်းကတော့လက်တလုံးမှာတကယ်အားရစရာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကနေရာအဆုံမှာသူပြန်ရဖို့အတွက်စူးစမ်းနေလို့ပေါ့နော်အင်အားကုန်တုံးပြီးတော့ထိုးစစ်ဆင်နေလို့ပြန်ရသွားတဲ့သူတို့အတွက်ပြန်ထိန်းချုပ်သွားနိုင်တဲ့နေရာတွေရှိတဲ့အခါကျွန်တော်တို့ပြည်သူတွေတော်လန်ပြည်သူတွေကျွန်တော်တော်လန်တက်ဖွဲ့တွေကအချို့ကစိတ်နဲ့ကြတာရှိကြတယ် စိတ်တကြကြဟာကွာပြန်ရသွားပြန်ပြီဟာကွာပြန်ပါသွားပြန်ပြီပေါ့နော်ဒါအမျိုးအခြေအနေမှာကိုပဲစစ်ကောင်စီဘက်ကဒီသူ့ရဲ့အထူးကနေရာတွေလက်လွတ်ရအောင်လုပ်နိုင်ခဲ့တဲ့ဒါအာခတတော် AA ကိုတော့တကယ်ချီးကျူးရမယ်အဲဒီစစ်ကိုနိုင်အောင်တိုက်နေတဲ့အပြင်ပေါ့နော်စစ်ဆိုတာနိုင်အောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့ကိုကျုံးနေတဲ့အချိန်မှာဒီအုပ်ချုပ်ထောက်ပံ့မှုနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတိဆောက်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပြန်လည်တိဆောက်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကိုလည်းစဉ်ဆက်မပြတ်လုပ်နေတာကိုတွေ့ရတယ်လက်ရှိမှာဒါရခိုင်ပြည်ရဲ့ 90ရာခိုင်နှုန်းလောက်ထိကိုဒါသိမ့်ပိုက်ထားနိုင်တဲ့အာခတ်သက်တော် A ဟာစစ်ကိုလည်းနိုင်အောင်တိုက်နေသလိုဒေတာတွင်းမှာလည်းဒါအုပ်ချုပ်ရေးတရားစီရင်ရေးပညာရေးအဲပြီးတော့ကြတော့ဒါဘာသာပေါင်းစုံပေါ့နော်ဆိုလိုတာဒေတာတွင်းမှာနေထိုင်ကြတဲ့ဘာသာမတူတဲ့သူတွေကစအချင်းချင်းသားသာတာဖြစ်ဖို့အတွက်ဒါကြည့်ပြီးတော့ပေါ့နော်ရည်ရွယ်ချက်ကောင်းကောင်းနဲ့လှုပ်ဆောင်နေတဲ့ဟာတွေကျွန်တော်တွေ့ရတယ်ဒါဟိုနေ့ကဆိုရင်ဒါစစ်ကောင်စီဘက်ကတိမ့်သွားတဲ့ဒါလွန်ခဲ့တဲ့2023လောက်ကနေကတိမ့်သွားတဲ့ပေါ့နော်ဒီဗလီကြီးပေါ့နော်အဲ့ဗလီကြီးကိုပြန်ပြီးတော့ မိုးမှန်နဲ့ပြင်ဆင်နဲ့ပြီးတာနဲ့ဒါသူရဲ့ယုံကြည်ကိုးကွယ်မှုအတွက်ပြန်ပြီးတော့ဖွင့်လှစ်ပေးနိုင်ခဲ့ဒါကရင်ကြားစေပေးနိုင်တာပေါ့နော်အာခတ်သက်တော်အေးဒါတကယ်လှုပ်ဆောင်နိုင်စွမ်းတွေကချီချူးလေးစားစရာကောင်းတယ်ဥဆောင်သူကောင်းတဲ့ခါကျတော့ဒီလိုမျိုးရလက်ကောင်းနေထွက်တာကိုမြင်တွေ့နေရတယ်ပေါ့နော်ဒါပြင်အာရခတက်တော်အေရင်ဆိုင်နေရတာကဒီတခုတည်းတွေမဟုတ်ဘူးကြံတဲ့ဟာတွေလည်းရှိသေးတယ်။အဲ့ဒါကဒါတရုတ်စီမံကိန်းတွေများစွာရှိတဲ့ဒါကြောက်ဖြူမျိုးကိုလည်းစစ်ကောင်စီလှုပ်လို့မရအောင်ပေါ့နော်။တကယ်လှုပ်လို့မရအောင်လှုပ်ထားတာစစ်ကောင်စီဘက်ကအင်အားတွေအဲ့ဘက်ကိုနင်းကန်ပို့တယ် ဒါပေမဲ့တကယ်ရေချောင်းတွေရောလေချောင်းတွေရောတုံးပြီးတော့ပို့တယ်ဆိုပေမဲ့လည်းမြေပြင်မှာကြတော့လာသမျှဟာအကုန်လုံးကိုအာကတက်တော်အေကမြုပ်ဝေးနေရတဲ့အနေဒါလာခဲ့လာမင်းတို့ကောင်တွေလာတိုက်တာမဟုတ်ဘူးလာပြီးအမြုပ်ခံတာအဲ့လိုကိုဖြစ်နေတာလာလာကျင်းကျင်းတူးထားလိုက်အတင်းသာအတင်းသာတူးထားလိုက်တူးပြီးတဲ့အဲ့မှာဆန်းသလောက်သာထည့်ပြီးမြုပ်ဝေးလိုက်အဲ့လိုပုံစံမျိုးဖြစ်အောင်ကိုထိန်းချုပ်ထားနိုင်တဲ့အနေထားဒါပေမဲ့အဲ့ဒါလွယ်ကူသလားဆိုတော့မလွယ်ကူဘူးဘာဖြစ်လို့လဲစစ်ကောင်စီကသူတုံးလို့ရသမျှနီးကုန်တုံးနေတာဖြစ်တဲ့အတွက်မြေပြင်မှာလည်းထိုးစစ်ကိုနီးမျိုးစုံနဲ့တုံးတာ တယောက်ပြီးတယောက်လဲပြီးသုံးနေတာတွေတွေ့လိုက်မယ်တက်တွေကိုတက်ပြီးတက်တက်လဲပြီးသုံးနေတာတွေလည်းမြင်လိုက်မယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့လုပ်နေတာတောင်မှပဲဒီတရုတ်စီမံကိန်းတွေအများကြီးရှိတဲ့နေရာမှာအာခတက်တော် A ကအကောင်းဆုံးစစ်ကောင်စီကိုထိန်းချုပ်နိုင်တာတွေတွေ့ရတယ်အဲ့နောက်တစ်ခုပေါ့နော်ဒီဒီကြောက်ဖြူတို့စစ်တွေတို့တွေမကပဲနဲ့ဒီမကွေးတိုင်း ARR တိုင်းပဲခူးတိုင်းဒီအဆက်တွေမှာလည်းစစ်ကောင်စီဆက်ပြီးတော့တိုးလို့မရအောင်တိုးတိုးလို့မရတဲ့အပြင်အခုဆိုရင်စစ်ကောင်စီဘက်က တက်စကန်တွေကဆက်ပြန်ပြီးတော့တိမ့်ပိုက်နိုင်အောင်လှုံ့ဆောင်နိုင်နေတဲ့အနေအထားတွေလည်းတွေ့ရတယ်။အဒါအပြင်ပေါ့နော်ဒါမောင်းနှုံမြို့နယ်တွေကဒါစစ်ကောင်စီရဲ့လက်အောက်ခံလို့ပြောလို့ရတဲ့ဒီအကြံဖက်အာစာအဖွဲ့တွေရဲ့နှောက်ယှက်တိုက်ခိုက်မှုတွေပြီးရင်ဒါနေပြည်တော်ကျူးကျော်ဝင်ရောက်ပြီးတော့ဒါငါးခိုးဖမ်းတဲ့ပြဿနာတွေငါးခိုးဖမ်းတဲ့ပြဿနာဆိုရင်တော်တော်လေးဒါပြဿနာတက်သွားတယ်။ခိုးဖမ်းတဲ့ကောင်တွေကတသက်စာစီးပွားအဖြစ်ကိုလှုပ်တာ။ဒါဆက်လေအစီး80လောက်နဲ့ဝင်လာအစီး80လောက်နဲ့ဝင်ပြီးတော့ဒီလိုမျိုးဒါတရားမဝင်ပုံစံမျိုးနဲ့ဝင်ပြီးတော့ဖမ်းတယ်ခွင့်ပြုချက်မရှိဘူးမယူဘူး။ ဲ့လိုလုပ်တဲ့အပြင်မှာဒါဖမ်းမိတဲ့အချိန်မှာငါးစီးဖမ်းမိတဲ့အချိန်မှာဒါကန်းကိုခေါ်သွားတဲ့အချိန်ပေါ့နော်အာခတ်တတော် A ကဒါလုံတင်လုံထက်တာလုံဖို့ဒါကန်းကိုခေါ်သွားတဲ့အချိန်မှာဒီအာခတ်တတော် A ကတပ်ဖွဲ့ဝင်၂ယောက်ကိုဒါတက်ဖြတ်ပြီးတော့တနက်လူယူပြီးတော့ပြန်ပြီးထွက်ပြေးသွားတဲ့ဖြစ်စဉ်ရှိတယ်ပေါ့နော်အဲကြောင့်ရှိတချောက်မှာအဲ့လိုမျိုးဖမ်းမိသည်မဟာအကုန်လုံးကိုပြန်ပြီးတော့အပ်ပေးတယ်အပ်ပေးတယ်အပ်ပေးတယ်အခုကျတော့အဲ့လိုလုတ်ပေးနေတဲ့ဂျားတွေကတော့မှပဲစော်ကားမော်ကားပုံစံမျိုးလုတ်လာတဲ့အတွက်အခါတော်တော်အေကအဲ့ဘက်ချမ်းမှာလည်း ဒီဟာကိုထိတိရောက်ပြန်ပြီးတော့တုံ့ပြန်မယ်ထိတိရောက်ပြန်ပြီးတော့ထိမ့်ချုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေ ਨੇ အဲ့ဘက်မှာတာဝန်တစ်ခုထပ်ပြီးတော့လုံနေရအဲအဲ့ဒီငါးခုဖက်နဲ့ပြဿနာပြခုနပြောတဲ့အာစာအာစာအဖွဲ့တွေကလည်းဒီမောင်နှိုးကိုအရခတက်တော် A က2024ဒီဇင်ဘာလောက်မှာဒါတမျိုးနယ်လုံးကိုတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပေမဲ့ဒါမောင်နှိုးမြောက်ချမ်းပေါ့နော်အဲ့မြောက်ချမ်းမှာကျတော့အရခတက်တော် A အနေနဲ့ထပ်ပြီးတော့နေမြင့်ရှင်းလင်းတာတွေလုံနေရတယ်အဲ့ဒါဘာလဲဆိုတော့ခုနအရခတက်တော် A ကိုနှောက်ရက်တိုက်ခိုက်နေတဲ့အာစာရဲ့အန်ဒီရဲ့ကိုသူတို့ရင်ဆိုင်နေရတယ် ဒီကောင်တွေကဝင်ရောက်လာတဲ့ခါမှာဒေသခံပြည်သူတွေကိုတက်ဖြတ်တာမျိုးတွေအထိလှုပ်တယ်လူယူတာမျိုးတွေဓမြတိုက်တာမျိုးတွေပြန်ပြီးဆွဲတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေအထိလှုပ်တဲ့အနေထားမှာဒီတိုင်းဒါလက်ပိုက်ကြည့်နေလို့မရတော့ဘူးအဲ့တော့ကျတော့နေမရှင်းလင်းတဲ့လုပ်ငန်းတွေလှုပ်ရတယ်အင်အားတွေအဲ့ဘက်ကိုလည်းပို့ရတယ်ဖြည့်တင်းရတယ်အဲ့တော့ကျတော့ဆင့်မြင့်လာနောက်တစ်ခုလို့ကိုဖြစ်နေတာပေါ့နော်အဲ့တော့အိုက်တာဝင်ကိုလည်းယူရတယ်အဓိကဒီလှုပ်တဲ့လှုပ်တဲ့ဆိုတာကဒေသတွင်းမှာရှိတဲ့ပြည်သူတွေလုံခြုံရေးအတွက်ငြိမ်းချမ်းရေးအတွက်အဲကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက်လုပ်နေတာဖြစ်တဲ့အတွက်ဒါကလည်းလိုကိုလိုအပ်တာဖြစ်လို့ တို့မှနောက်ထပ်တာဝန်တရက်အနေနဲ့ရှိပြန်ရောအဒီကြားတွေအမှပဲဒါမွေးရေးဆေးဝါးနဲ့ပတ်သက်တဲ့ဟာတွေစကားစားရဲ့ဆွဆွဲမှုတွေပေါ့ဗျာအပြင်ဒါလူမျိုးတုံးတက်ပြတ်မှုဆိုပြီးတော့ဆွဆွဲတဲ့ဟာတွေဒါတွေကိုလည်းအကောင်းဆုံးတုံ့ပြန်ဖြေရှင်းနေရတာလည်းရှိတယ်အဲဆိုတော့ဒါအင်တာဗျူးထဲမှာလည်းဖြေသွားတာရှိတယ်ပေါ့နော်ဒီလောက်ပမာဏအများကြီးပေါ့နော်တန်ဖိုးဘီလီယံပေါင်းများစွာရှိတဲ့မွေးရေးဆေးဝါးတွေကိုပေါ့နော်သူတို့အတွင်းထဲကိုဘလို့ရောက်လာသေးဆိုတော့စစ်ကောင်စီကမသိဘူးပေါ့နော်အဲတိပေမဲ့လည်းအခုဆိုရင်ဒါအဲ့နေရာထိရောက်လာပြီးမှ အာခတ်တက်တော် A ရဲ့ပစ္စည်းတွေပါဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်အဓိကတော့သူတို့ရဲ့ဒီအာခတ်တက်တော် A ရဲ့အာဂုံသိက္ခာကိုဆွဲချတယ်ပုံရိပ်ကိုဆွဲချတယ်ဗောနောနိုင်ငံတကာရဲ့အမြင်မှာအာခတ်တက်တော် A ကဒီတော်လိုင်းကြီးအတွက်တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတရမဟုတ်ဘဲနဲ့လွမြောက်ဖို့အတွက်လှုံ့ဆော်နေတဲ့အဖွဲ့အစည်းတရမဟုတ်ဘဲနဲ့ဗောနောဒါမူရစေဝါဂိုင်းတစ်ခုတဝဲဖြစ်အောင်လို့ဒါမျိုးပုံစံဖန်တီးနေတာရှိတယ်အဲ့ဒါကိုပြန်ပြီးတော့တုံ့ပြန်တဲ့ဟာကတော့ခုနလိုဗောနောဒီလောက်တာကျွန်တော်တို့မှာပတ်စံရှိရင် မင်းအောင်လှရဲ့လေရင်တွေကိုပေါ့နော်ရင်းကောင်းနေရိုက်ချသလိုတဖက်ဖက်နဲ့တကောင်ချင်းစီလိုက်ချပစ်တယ်ဆိုတဲ့ပုံစံမျိုးပြန်ပြီးတုံ့ပြန်သွားတာတကယ်ချင်နဲ့အားရစရာကောင်းလာတယ်ပေါ့နော်အဲစစ်ကောင်စီကညံနေတယ်သိရမလားလေတော့လေတယ်သူကနောက်ပြန်ရင်ချင်းစည်းကိုလိုလေတာပေါ့နော်အဲအကြောင်းမလို့သူများကိုဆွဆွဲရင်းနဲ့သူတို့ကိုသူတို့ပြန်ပြီးလက်ညှိုးထိုးခံနေရတယ်ဆိုတဲ့ဟာတွေသူတို့မသိဘူးအခုလိုမျိုးချက်ချက်လက်ချပြန်ပြီးတုံ့ပြန်ခံလိုက်ရတဲ့ခါကျတော့ဆောက်ချက်တွေကိုရဲတယ်ပေါ့နော်အဲနောက်တစ်ခုဒါလူမျိုးတုံးတက်ပြတ်ပါတယ်ဆိုတဲ့ဟာပေါ့နော်အဲဥစ္စာကိုလည်းဒါထန်းရှောက်ခံရွာဖြစ်စင်မှာကြည်ရင်သိနိုင်တယ် ရှစ်ကောင်စီဘက်ကလည်းဒီဥစ္စာကိုအာပူပူတတပုံစံမျိုးတွေနဲ့လှုပ်ကြတယ်အဲအဖွဲတွေအဖွဲစည်းတွေတော်တော်များများလေဒီဟာနဲ့ပတ်သက်လို့အာဘာဖြစ်လဲညာဖြစ်လဲဆိုပြီးအာခတက်တော်အေးကိုထိုးချတာတွေလက်ညှိုးထိုးတာမျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့အဖြစ်မှန်ကိုဘယ်လိုရှင်းပြသွားသလဲဆိုတာကတော့တကယ်အားရစရာကောင်းတယ်စစ်ကောင်စီဘက်ကဖမ်းမိတဲ့ဥနာလို့ဒူးစကားမှုဆိုတဲ့ကောင်မျိုးတွေကဆက်ထွက်ပြီးတော့ဒီဥစ္စာကမဟုတ်ပါဘူးဒါကဘယ်လိုဖြစ်တာပါဒါကကျွန်တော်တို့ရဲ့စစ်သားတွေပါ ဒါကကျွန်တော်တို့သင်တန်းပေးထားတဲ့မွတ်စလင်စစ်သားတွေပါဆိုတဲ့ပုံစံမျိုးနဲ့ထွက်ပြီးတော့ရှင်းခိုင်းလိုက်တဲ့ခါကျတော့အကုန်လုံးဝက်ဝက်ကွဲနောက်တစ်ခုကအဲ့နေရာအထိကိုလိုက်ပို့ပြီးတော့ရော့ဒီမှာမင်းတို့ကြည့်အဲ့မှာဆွေးမြေ့နေတဲ့မင်းတို့ရဲ့အယိုးစုတွေကိုပြန်ပေါ်ကြည့်အောင်အဲ့မှာအုတ်ထုတ်တွေဆောင်းရထွက်လာတယ်ကြီးကားတွေတွဲရထွက်လာတယ်စစ်ဖက်နဲ့တွေနဲ့ထွက်လာတယ်ဒါမျိုးပုံစံမျိုးတွေကိုပြန်ပြီးတော့တုံ့ပြန်နေရတာတွေလည်းရှိတယ်ဒါပေမဲ့ဖြည့်ရှင်းစရာမဟုတ်ပေမဲ့တိတ်ခါနဲ့ဆိုင်လာတဲ့ခါကျတော့ထွက်ပြီးတော့ဖြည့်ရှင်းရအဲ့လိုဖြည့်ရှင်းရတဲ့ခါကျတော့အင်အားတည့်ရဲ့ဂုံတယ်ပြောရရင်ပင်မန်းတယ်ဗျာသိလားအလုံးမဟုတ်တာကိုအလုံးလုံးနေရတယ်ဗောဗျာအဲ့တော့ကျဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးဤမျိုးစုံဘတ်ပေါင်းစုံကနေပြီးတော့စစ်ရေးအရနိုင်ငံရေးအရပေါ့နော်ဒါပြည်သူတွေရဲ့ဒေသခံတွေရဲ့လုံခြုံရေးဘာရေးညာရေးအကုန်လုံးကိုဤမျိုးစုံရင်ဆိုင်ပြီးတော့လှုပ်ဆောင်နေရတဲ့အာခတ်တက်တော်အေကလက်ရှိအခြေအနေထိတော့အကောင်းဆုံးဒါကြော်ဖြတ်ပြနေတော့မယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကတော့သိတဲ့အတိုင်းပဲဒါအာခတ်တက်တော်အေနဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲတွေမှာလက်ရှိအခြေအနေထိကိုအတန်မထွက်နိုင်ပဲဖြစ်နေတော့မယ်အဲ့တော့သူတို့တွေကလည်းထပ်ပြီးတော့ဒီဟာနဲ့ပတ်သက်လို့ ကျုံးဝါထားတဲ့အတိုင်းဆလနက်တွေဖြစ်တင်းမယ်အင်အားတွေဖြစ်တင်းမယ်ပြီးရင်လေချောင်းရေချောင်းအကုန်သုံးပြီးတော့အာခတ်တတော် AA တိမ့်ပိုက်ထားတဲ့နေရာတွေကိုရယူဖို့စူးစမ်းလိုက်အောင်မယ်အဲတော့ကျတော့အာခတ်တတော် AA နေနဲ့ပေါ့နော်ဒီစစ်ကောင်စီရဲ့ဒီထိုးစစ်တွေကိုဘယ်လိုမျိုးထပ်ပြီးတော့အနိုင်ယူသွားအောင်မလဲထိုးနှက်ချက်တွေကိုရောဘယ်လိုမျိုးအကောင်းမွန်ဆုံးတုံ့ပြန်ဖြေရှင်းပြီးတော့ကျော်ဖြတ်သွားအောင်မလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်အောင်မှာဖြစ်တဲ့ဆွဲကြောင်းဒီကနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်